တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့မေလ24ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တစ်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ်ဆက်မှုလေးကိုအစိုးရကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ထိုင်းမြန်မာနယ်စပ်ဘလက်တိုစကန်သိန်းတိုက်ပွဲမှာလက်နက်ခဲယံအများအပြားသိမ်းဆည်းရရှိပြီးစစ်သား60ကျော်ထိုင်းနယ်ကိုထွက်ပြီးစစ်သားမသားအလုံး10လောင်းရရှိပြီး30ကျော်လက်နက်ချဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ထိုင်းမြန်မာနယ်စပ်ဘလက်တိုစကန်သိန်းတိုက်ပွဲမှာလက်နက်ခဲယံအများပြားသိမ်းဆည်းရရှိပြီးစစ်သား60ကျော်ထိုင်းထဲကိုထွက်ပြေးသွားကြောင်းစစ်သားအလောင်း10လောင်းရရှိပြီး30ကျော်လက်နက်ချကြောင်းတော်လရင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့မေလ23ရက်နေ့ညနေပိုင်းမှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ဘလက်တိုစကန်ကို KNU တပ်မဟာ6ဦးဆောင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အဆိုပါစကန်းသိန်းတိုက်ပွဲမှာစစ်တပ်ဘက်မှ30ကျော်လက်နက်ချပြီးစစ်သားမတအလောင်း10လောင်းရရှိကြောင်းထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးသူစစ်သား63ဦးရှိကြောင်းသိရှိရပါတယ်။ဘလက်ဒိုစစ်စကန်းသိန်းတိုက်ပွဲမှာတော်လိုင်းရဲတပ်များဘက်မှရဲဘော်3ဦးကြာဆုံးခဲ့ပြီး10ဦးဒဏ်ရာရရှိကြောင်းလက်ရှိအချိန်မှာ KNL ဦးဆောင်တဲ့ပူးပေါင်းမဟာမိတ်တပ်များကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အမြန်လန်းတောင်ကိုလမ်းပိုင်းအနီးနှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်အမြန်လန်းတောင်ကိုမြို့နယ်လမ်းပိုင်းအနီးမှာအကြံဖတ်စစ်ကောင်စီတပ်နဲ့တော်လိုင်းရေးပူးပေါင်းတပ်များနှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်နေပြီးနေအိမ်၄၀၀ကျော်ရှိတဲ့စပားကျွေကြီးရွာကိုစစ်ကောင်စီတပ်က၄ချောင်းမှတိုက်ခိုက်မိရှို့ဖျက်ဆီးနေကြောင်းသိရှိရပါတယ်။ အမြန်နဲ့184မိုင်နဲ့စပားကျွယ်ကြီးရွာအနီးမှာမေလ23ရက်နေ့နနက်ကစပြီးတိုက်ပွဲဖြစ်ပွားခဲ့ပြီးအစုပါနေရဝန်းကျင်ရှိကျက်ရိုးပင်ရွာတော်ပူရွာဇီးပင်သာငုံမီကြီးရွာတို့မှဒေသခံများထွက်ပြေးတင်းရှောင်နေကြရကြောင်းသိရှိရပါတယ်။စပားကျွယ်ကြီးရွာဆိုတာရွာကြီးအဲ့ဒီရွာကိုအခုစစ်တပ်ကမီးရှို့လိုက်ပြီးဒေသခံတွေအကုန်ထွက်ပြေးနေရတယ်။တိုက်ပွဲကရွာနဲ့ခက်လန့်လန့်မှဖြစ်နေတာပါလို့တောင်ကုန်မြို့ဒေသခံတအူးကဆိုပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာတောင်ကုန်မြို့အနောက်ဘက်အမြန်လန်းအနီး ဓာတ်အားခွဲယုံနဲ့လည်းနီးနေပြီယနေ့မေလ24ရက်နေ့မွန်လယ်2နာရီခန့်မှာလက်နက်ကြီးပစ်ခတ်တံများကြားနေရတယ်လို့တောင်ငူမြို့ပေါ်မှာတရင်အရေးမြစ်ကဆိုပါတယ်အကြံဖတ်စစ်ကောင်စီတပ်ကအမြန်လမ်းမကြီးအနီးကံပေါက်ကြီးကြီးရွာမှာအမြောက်ကား3စီးနဲ့ပစ်ကူပေးနေပြီး Jet Fighter နဲ့လည်းဘုံကျဲနေကြောင်းတရင်ရရှိပါတယ်အခုတင်တောင်ငူလေးတပ်ကနေ Jet Fighter တက်သွားပြန်ပြီလို့တောင်ငူမြို့ခံတအိုးကမွန်လယ်2နာရီခန့်မှာပြောပါတယ် စပားကြွေကြီးရွာမီးလောင်နေတဲ့အခြေအနေကိုညှိတက်နိုင်ခြင်းမရှိသေးပဲနေအိမ်များကုဆတ်နေကြောင်းနေ့လယ်တနာရီခန့်ကဆောက်ရွေမိုးရွာနေပြီးလေပြင်းတိုက်ခတ်နေကြောင်းဒေသခံများကပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့ရွာတွေကအမြန်လန်းနဲ့ငားမိုင်ခန့်ဝေးတယ်။အခုထက်ထီတော့လမ်းကသွားလို့ရနေသေးတယ်လို့အမြန်လန်းအသုံးပြတဲ့ခီးတဲ့ရင်မောင်းတူကပြောပါတယ်။လက်တလုံးပဲခူးတိုင်းတွင်တောင်ငုံမြို့နယ်မှာတိုက်ပွဲပြင်းထန်နေတယ်လို့ကြောက်ကြီး၊ရွှေကျင်း၊နန္တလင်း၊မင်းလာမြို့နယ်တို့မှာလည်းစစ်ရေးတင့်မာနေပြီးစစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်နေကြောင်းသတင်းရရှိပါရသည်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဘောလခဲမြို့မှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့ဗျူဟာကုန်းစကန်တစ်ခုကိုတော်လိုင်းရေးပူပေါင်းတက်ကတိမ်ပိုင်စကန်တိမ်ပြီးရှင်းလင်းစဉ်ဒီမော့ဆို PDF တူတရင်မှုဟင်နရီလူအောင်လက်နက်ကြီးထိမှန်ကြဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကရင်နီပြည်နယ်ဘောလခဲမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ဗျူဟာကုန်းစကန်တစ်ခုကိုတော်လိုင်းရေးပူပေါင်းတက်ကတိမ်ပိုင်ရရှိပြီးအဆိုပါစကန်တိမ်တိုက်ပွဲအတွင်း DMO Local PDF တရင်နဲ့တူတရင်မှုဟင်နရီလူအောင်ကြဆုံးခဲ့ရပါတယ်။ မေလ23ရက်ကဒေါ်လန်ရေးပူပေါင်းတက်များသိမ်းပိုက်ခဲ့တဲ့စစ်ကောင်စီရဲ့ viewer ကုန်စကန်သိမ်းတိုက်ပွဲအတွင်းကြာဆုံးခဲ့တဲ့ DMO Local PDF တရင်နှင့်ဒုတရင်မူ Henry လူအောင်ရဲ့စာပနာကိုယနေ့မေလ24ရက်နေ့မှာပြုလုပ်ခဲ့ကြောင်းအဆိုပါတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။မနေ့ကစကန်သိမ်းတိုက်ပွဲအပြီးနေမြေရှင်းလင်းရင်းနဲ့လက်နက်ကြီးထိတာလို့ DMO Local PDF တပ်ဖွဲ့ဝင်ရဲဘော်တအူးကဒုတရင်မူ Henry လူအောင်ကြာဆုံးရတဲ့အခြေအနေကိုလူလူຫນွေဦးကိုရှင်းပြပါတယ်။ စာပနအခန်းအနားမှာပြည်သူကာကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF တရင်တပ်ဖွဲ့မှရဲဘော်ရဲမင်းများယဟန်ဖုံးတော်ကြီးများတီလရှင်စစ်စတာများမှလာရောက်ဂါရဝပြုဆူတောင်းခဲ့ကြပါတယ်။ဟင်နရီလူအောင်ဟာဒုတရင်မှုအဖြစ်သာတာဝန်ခံထားပေမဲ့အမှန်တကယ်တရင်မှုတာဝန်နဲ့မခြားဘဲဥဆောင်နိုင်စွမ်းကောင်းမွန်သူနဲ့ရဲဘော်များကိုငဲ့ညာတက်သူအဖြစ်၎င်းကဆက်ပြောပါတယ်။လက်ရှိဘော်လခဲမြို့မှာစီရေးအရအရေးပါတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့ကာကင်းများဘျူဝါကုန်းစခန်းများကို ကရင်နီတပ်ပေါင်းစုဘက်မှထိုးစစ်ဆင်တင်ပိုက်နေတယ်လို့ကရင်နီစစ်ဘက်သတင်းအရင်းမြစ်ကအတိပေးပါတယ်။ဘုံသီးတွေကမိုးရွာတယ်လို့ကြာလာတော့ထိခိုက်မှုနည်းနည်းများတယ်။လေကြောင်းကနေလည်းတိုက်ခိုက်ခံနေရတော့ပိုဆိုးတယ်လို့၎င်းကပြောပါတယ်။ပေါ်လခင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကားကိုတင်ပိုက်မှုအတွေ့အကြမ်းဖက်စစ်ကောင်စီတပ်သား60ကျော်မတာပေါ်တိုက်စုံပြီးတုံ့ပန်းတချို့ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါအပြင်လက်နက်မျိုးစုံ40နဲ့ခေရန်များလည်းရရှိတယ်လို့ကရင်နီပြည်တပ်ပေါင်းစုစစ်ဦးစီးအဖွဲ့ကဧပြီလ2ရက်နေ့ကကြေညာထားပါတယ်။ကရင်နီစစ်ဘက်သတင်းများအရဘော်လခဲမြို့ပြင်ပမှာမိုင်းထန်ကာကင်းစခန်းကျန်ရှိနေပါသေးတယ်။ဘော်လခဲမြို့မှာစစ်ကောင်စီရဲ့အခြေချစစ်ဗျူဟာခမရ၄နှစ်ကိုခမရ၄33ညခလာရ33တက်ရင်တို့ရှိတဲ့အပြင်ရှမ်းပြည်နယ်အခြေဆိုင်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခနှင့်လက်အောက်ခံတက်ရင်တို့အင်အားဖြည့်တင်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့လောင်းလုံမြို့ပေါ်မှာရှိတဲ့ဆရာဖရုံးကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားနှုတ်မတာပေါ်တိတ်ဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံမြို့ပေါ်မှာရှိတဲ့စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့စာရဖာရုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သားနှုတ်တိတ်ဆုံးခဲ့ကြောင်းဒဝဲခရိုင်တပ်ပေါင်းစုထံမှသိရှိရပါတယ် မေလ21ရက်နေ့မနက်10:00နာရီခွဲခန့်ကလောင်းလုံမြို့ပေါ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီလက်အောက်ခံစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့စရဖရုံးကိုတဝဲခရိုင်တပ်ပေါင်းစုနဲ့ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ခွေးနှစ်ကောင်သေဆုံးပြီး၄ကောင်တန်ရာရရှိကြောင်းသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုຫນွေဦးပျောက်ကြားတပ်ဖွဲ့ Federal Duan ကျဲအဖွဲ့ចောင်းသားတော်လိုင်းရဲအဖွဲ့နဲ့ ဒေါနာတက်ခွဲခုနှစ်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပြည်သူကိုစစ်မှတ်ပြုပြီးစစ်ရာဇဝဲမှုကျူးလွန်နေတဲ့စစ်ကောင်စီကိုကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီကအရေးယူရန်တန်အမတ်ကြီးဦးကျော်မိုးထွန်းထပ်မံတိုက်တွန်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပြည်သူကိုစစ်မှတ်ပြုပြီးစစ်ရာဇဝဲမှုကျူးလွန်နေတဲ့စစ်ကောင်စီကိုကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီကအရေးယူရန် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဥကြော်မိုးထွန်းကထပ်မံတိုက်တွန်းလိုက်ပါတယ်။မေလ23ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ပဋိပက္ခအတွင်းအယက်သားပြည်သူများအကာအကွယ်ပေးရင်းနဲ့ပတ်သက်တဲ့တကားဖွင့်အစည်းအဝေးမှာ၎င်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီတပ်ကမြန်မာပြည်သူများကိုစစ်မှတ်ပြုနေပြီးစစ်ရာဇဝဲမှုများကျူးလွန်နေကြောင်း ုလသမဂလုံခြုံရေးကောင်စီအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုများကိုကောင်စီရဲ့ဆုံးဖြတ်ချက်2669မြင်းဆောင်2022ဖြင့်ပြင်းထန်စွာရှုတ်ချထားပြီးဖြစ်ကြောင်းတိုးတော်လဲစစ်အုပ်စုအနေနဲ့၎င်းတို့ရဲ့ရက်ဆက်မှုများကိုဆက်လက်ကျူးလွန်နေစေဖြစ်ကြောင်းထို့ကြောင့်ကုလသမဂနဲ့လုံခြုံရေးကောင်စီတို့အနေနဲ့အယက်သားပြည်သူများကိုအကာအကွယ်ပေးရန်ပုံမခိုင်မာတဲ့အရေးယူဆောင်ရွက်မှုများရှိရန်လိုအကြောင်းတပ်အမတ်ကြီးကတိုက်တွန်းထားပါတယ် မိမိတို့အနေနဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်ရဲ့တောင်းဆိုမှုကိုထပ်လောင်းအတည်ပြုလိုကြောင်းအယတားပြည်သူများအပေါ်စစ်မှတ်ပြုသူများအားတာဝန်ခံစေရမှာဖြစ်ကြောင်းစစ်အုပ်စုနဲ့၎င်းတို့ရဲ့ခေါင်းဆောင်များအနေနဲ့ကင်းလွတ်ခွင့်မရှိသင့်တော့ကြောင်းလုံခြုံရေးကောင်စီနဲ့အဖွဲ့ဝင်နိုင်ငံများအားလုံးကပြတ်သားတဲ့ဆုံးဖြတ်ချက်များချမှတ်ရန်တပ်အမတ်ကြီးကတိုက်တွန်းပြောဆိုပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုများနဲ့ရက်ဆက်ကြမ်းကြုတ်မှုများချက်ချင်းရပ်တန့်စေရန်တောင်းဆိုရမှာဖြစ်ကြောင်း တို့တို့လိုအပ်နေသူများထံလူသားချင်းစာနာထောက်ထားမှုအကူအညီများမလွဲမသွေအတားအဆီးမရှိရောက်ရှိရေးကိုလည်းတောင်းဆိုရမှာဖြစ်ကြောင်းစေအိုစုအားလက်နက်ခဲယံလေရင်စီတို့မဟုတ်တရားဝင်မှုပံ့ပိုးပေးနေခြင်းသည်အပြစ်မဲ့ပြည်သူများကိုတပ်ဖြတ်ရန်အားပေးစေသည်ဖြစ်ခြင်းကြောင့်ထို့သောထောက်ပံ့မှုများပေးအပ်လျက်ရှိတဲ့မြည်သည့်နိုင်ငံမြည်သည့်အဖွဲ့အစည်းမြည်သူကိုမဆိုရင်ထောက်ပံ့မှုများအားရပ်တန့်ရန်တောင်းဆိုရမှာဖြစ်ကြောင်းတန်အမတ်ကြီးကတင်ပြဆွေးနွေးပါတယ်မြန်မာနိုင်ငံပြည်ထနာအလုံးစုံကင်တွယ်ဖြည့်ရှင်းနိုင်ရန်အတွက် ြစ်တနာရဲ့စစ်မြေအားဖြည့်ရှင်းရမှာဖြစ်ကြောင်းပြစ်တနာရဲ့စစ်မြေဟာစစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးနဲ့မတရားအာဏာသိမ်းမှုချုပ်ငြင်းရေးတို့ဖြစ်ကြောင်းမြန်မာပြည်သူပြည်သားများအနေနဲ့လွန်စွာဆိုးရွားတဲ့ဒုက္ခဆင်းရဲများကိုရင်ဆိုင်ဖျက်ကျော်နေရသည့်တိုင်ပျော်လင့်ချက်အားအရှုံးမပေးဘဲကြန့်ကြန့်ခံရရှိပါကြောင်းငြိမ်းချမ်းရေးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုရရှိရေးအတွက်မိမိတို့ရဲ့မျှော်မှန်းချက်ကခိုင်မာပါကြောင်းမိမိတို့ရွေးချယ်ထားတဲ့အနာဂတ်မြန်မာပြည်သူများရဲ့အခွင့်အရေးများနဲ့ လုံခြုံရေးကိုကာကွယ်ပေးမဲ့ Federal Democracy နိုင်ငံတော်ကိုထိုက်ထိုက်တန်တန်ရရှိရန်တန်အမကြီးဦးကျော်မိုးထွန်းကဆက်လက်တောင်းဆိုထားပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့မြန်မာအရေးကိစ္စကိုအမေရော့ခန့်အကြက်တဲတစ်ခုမဖြစ်စေရေးလှုပ်ဆောင်ပေးရန်လေးလေးနက်နက်တောင်းဆိုပါကြောင်းစစ်အုပ်စုရဲ့အကြမ်းဖက်မှုအချုပ်ငိမ့်စေရန်အရတားပြည်သူများကိုအကာအကွယ်ပေးနိုင်ရန်စီးလုံးညီညွတ်၍ခိုင်မာစွာဖြင့်ယခုပင်အရေးယူဆောင်ရွက်ရန်မြစ်တာရက်ခံပါကြောင်း မြန်မာနိုင်ငံမှာပကတိဖြစ်ပေါ်မဲ့အခြေအနေနဲ့အညီထိရောက်စွာအေးအေးယူလှုပ်ဆောင်ရန်တန်အမတ်ကြီးကတင်ပြတိုက်တွန်းထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းလှမှာစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးတော်ထဲမှာဖြစ်တယ်လို့စွန့်ပစ်ခဲ့တဲ့စစ်သားမတအလောင်း၄လောင်းကို PDF ကတင်ဆက်ရရှိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလှမြို့နယ်အပိုင်းပဲခူးရုံမှာအတွင်တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သား၁၀ဦးသေဆုံးပြီး တိုးထဲမှာဖြစ်တယ်လို့စွန့်ပစ်ခဲ့တဲ့မတာအလောင်း၄လောင်းကိုတင်ဆက်ရရှိခဲ့ကြောင်းတာယာဝရီ KN PDF မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။မေလ22ရက်နေ့ည7:30မိနစ်ခန့်မှာမင်းလာမြို့နယ်အပိုင်းပဲခူးရိုးမထဲမှာရှိတဲ့ခါချင်းတောင်ပေါ်ကိုစိန်ကန့်လက်မြို့ချောင်းရိုးမဖြက်ကျော်လမ်းအတိုင်းခြေလင်းတက်လာတဲ့အင်အား100ကျော်ပါအကြံဖတ်စစ်တပ်စစ်ကြောင်းကိုဟန်ယူလမ်းစုံနဲ့ပြင်ကြိုခင်းရွာအကြားမှာရှိတဲ့တရုတ်ပေါက်ကြောက်ကုန်းအနီးမှာတာယာဝရီခရိုင်တရင်383ရက်တက်ခွဲငါဘျူဟာစစ်ကြောင်းမှာ တော်လန်ရေးပူပေါင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်များနဲ့တနားရီခက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးထပ်မံသေဆုံးကအများအပြားဒဏ်ရာရရှိခဲ့ပြီးပန်ပွေးကုန်းရွာဘက်ကိုတက်ပြဲ၍ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။မေလ23ရက်နေ့နနက်9:30မိနစ်ခန့်မှာတိုက်ပွဲအတွင်းမတာပေါ်သေဆုံးသွားတဲ့စစ်သားအလောင်းများကိုလာကောက်တဲ့စစ်တပ်စစ်ကြောင်းနဲ့ တော်လန်ရင်ရဲဘော်များတိတွေ့တိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှလက်နက်ကြီးများစက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်တော်လန်ရင်ရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရပါတယ်။မေလ24ရက်နေ့နနက်8နာရီခန့်မှာတော်လန်ရင်ရဲဘော်များကတိုက်ပွဲဖြစ်ပွားရာနေရာအနီးနေမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်တုံးပစ္စည်းများတင်ဆက်ရရှိခဲ့ပြီးကြောက်ကဘာအနီးပစ်ချထားတဲ့စစ်သားမတအလောင်းတလောင်း ဖြစ်တယ်လို့မြင်မြုပ်ထားတဲ့စစ်သားမတအလောင်း၃လောင်းနဲ့တွေးအိုင်ခွက်ကိုတွေ့ရှိခဲ့ပြီးစစ်သားမတအလောင်းများကိုကောင်းမွန်စွာမြင်မြုပ်တကြိုပေးခဲ့ကြောင်းသိရှိရပါတယ်။အခုတိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းကမုတ်ခါဆဲမှာမွေကြိုက်ရည်နှစ်ခဲ့တဲ့ကောင်တွေပဲ။အဲ့ဒီကောင်တွေကိုညပိုင်းမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာဗိုလ်လေးဆိုပြီးစကားပြောပြီးတက်လာတဲ့ကောင်ကိုအရင်ဆုံး40မမနဲ့ပစ်ချလိုက်ပြီးထိတွေ့တိုက်ပွဲစတင်ဖြစ်ခဲ့တာပေါ့။တိုက်ပွဲမှာစစ်ခွေ၁၀ကောင်တိတ်တယ်။နေမြေရှင်းလင်းရေးလုပ်တော့ ပုတ်စော်ထွက်နေတဲ့နေရာတွေတွေ့လို့တူးကြည့်တာကျင်းတကျင်းနဲ့စုပြီးမြုပ်ထားတဲ့ခွေမာသာအလောင်း၃လောင်းနဲ့ကြောက်ထဲပစ်ချထားတဲ့မတာအလောင်း၁လောင်းကိုတင်းစေရရှိခဲ့တယ်လို့တာယာဝရိကျန် PDF မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးတွေနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါတဲ့တော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ပါစေခင်ဗျာ။